။သစ္စာဗျာကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွေ့တဲ့ချိန်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့။အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါ။သူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါ။တမ္မာပဏိတိတမ္ပနော ကိုယ့်ကိုယ်ပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ညာယတောဂိတိသူခင်စေတံဒေဝတတိအောင်မြင်ကြည်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအလုံးသူ့စီကိုရောက်လာနိုင်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား၁၄ပါးဆိုတာဒီလေးကိုဆုလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးစားအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်